ဒီနေ့လောက်ကတ်သွားတဲ့အင်အားကြီးငလင်းနဲ့ပတ်သက်လို့ကနအူးသိရှိထားတဲ့နောက်ဆက်တွဲအကြောင်းတွေဂျမုံပြောပြပါမယ်။ပြင်အား Richters ကခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့အင်အားကြီးမြင်းငလင်းဒီနေ့မတ်လ28ရက်မွန်းလွဲပိုင်း7:00နာရီ50မိနစ်ဝန်းကျင်ကမြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးလောက်ကတ်သွားတာကြောင့်အဆောက်အဦတွေပြိုကျပျက်စီးသွားပါတယ်။ American ဘူမိလေလာရေးဌာန USGS ရဲ့တိုင်းတာချက်အရဒီနေ့မွန်းလွဲပိုင်းကမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီး အင်အားကြီးငလင်နှစ်ခု12မိနစ်ခန့်ခြားပြီးရှေးစင်နောက်ဆင်လှုပ်ခတ်သွားတာပါကနအူးအနေနဲ့ပြင်အား register scale 9.8ရှိတဲ့ငလင်ကြီးကမန္တလေးမြို့တဖက်ကန်စကိုင်းမြို့ရေခါအင်းကိုဗဟုပြုပြီးမြေအနက်6မိုင်ကန်ကနေလှုပ်ခတ်သွားတာပါနောက်ဆက်တွဲငလင်က12မိနစ်သာခြားပြီးမန္တလေးမြို့တဒတ်ဦးမြို့နယ်တွေကမန္တလေးလေးစိတ်နာကို ရစ်ချက်စကေ6.4ပြင်းအားရှိတဲ့ငလင်ကြီးထပ်ပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြင်းငလင်နှစ်ခုစလုံးကမန္တလေးမြို့အနီးကိုဗဟိုပြုပေမဲ့ငလင်တံကိုတော့မြန်မာနိုင်ငံတဝမ်းသာမကပဲအိန္ဒိယချင်းထိုင်းနိုင်ငံကချင်းမိုင်ဘန်ကောက်မြို့ကြီးတွေမှာလည်းတက်ရောက်ခဲ့တာတွေ့ရပါတယ်။ဒီနေ့နေ့ကင်းပိုင်းနှစ်နာရီခွဲအချိန်အထိရရှိထားတဲ့ People Spring ရဲ့သတင်းအချက်အလက်အရမန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်အေယဝတီမြစ်ကူစကိုင်းတရာအဟောင်းမန္တလေးတက္ကသိုလ်မန္တလေးနမ်းမြို့ရို့ Great Wall Hotel အပါအဝင်မန္တလေးမြို့ကအဆောက်အဦတွေပြိုကျပျက်စီးခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့ကအောင်ပန်းဟိုတယ်လည်းပြိုကျပျက်စီးသွားပါတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးလည်းလမ်းပိုင်းတချို့ပျက်စီးထိခိုက်သွားတာတွေ့ရပါတယ်။ငလင်းတန်းကိုစကိုင်းနေပြည်တော်ပဲခူးရှမ်းပြည်နယ်တို့ကလည်းခန်းစားရပြီးထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ကနအူးတီထားပါတယ်။ ။ငလင်ကျောင်းမန္တလေးဒဒအူးမြို့နယ်ကအဆောက်အဦအများစုပြိုကျပျက်စီးခဲ့ပြီးအင်းဝမြို့ကဖျားစီတီတွေလည်းပျက်စီးခဲ့တယ်လို့ဒေသခံတအူးပြောပါတယ်။အင်းဝမြို့ထဲမှာအဆောက်အဦပြိုကျပြီးလူ20ခန့်သေဆုံးသွားတယ်လို့ဒေသခံတအူးကအသိပေးတာပါ။ဒါပေမဲ့အဲ့ဒီလူသေဆုံးမှုကိုတော့တိကျအတိမပြုနိုင်သေးပါဘူး။မန္တလေးမြို့မှာလည်းငလင်းကြောင့်လူသေဆုံးမှုရှိနေတာကိုစတင်ကြားသိနေရပြီလို့ဒေသခံက People Spring ကိုပြောပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်းသတင်းထုတ်ပြန်ရမှာ ငလင်ကသခိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်သွားတာလို့ဖော်ပြထားပြီးသခိုင်းမန္တလေးနေပြည်တော်တောင်ကြီးပဲခူးတို့မှာလူသေဆုံးမှုတွေနဲ့ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အင်းအပြင်းငလင်ရဲ့နောက်ဆက်တွဲအနေနဲ့ငလင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့်လဲရိုင်နဲ့သွားတဲ့အဆောက်အဦတွေထဲမှာဆက်မနေကြဘို့ငလင်ကြောင့်စေတာတမန်တွေအက်ကွဲမှုရှိမရှိကိုစစ်ဆေးပြီးလိုအပ်ရင်ကြိုတင်ရွှေ့ပြောင်းကြဖို့ NUG ကတတိပေးထားပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မိုးစလဌာနမှာတော့ ငလင်လှုပ်ခတ်ပြီးနှစ်နာရီကြာတဲ့အထိငလင်သတင်းနဲ့ပတ်သက်လို့တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူးရှင်။